မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်သမီးမိတ်ဆွေများအတွက်ဒီခါမှာတော့2025ခုနှစ်မေလ15ရက်နေ့ရနေ22ရက်နေ့ဒီတပတ်စာကိုဆရာဟောကြားပေးมาဖြစ်ပါတယ်ဒါတော့ ਨੇ ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရအစဉ်ပြေကြပါစေကြောင်းဆရာကဒီကနေ့လိုက်လိုက်လဲလဲမေတ္တာပို့ရင်းနဲ့မိတ်ဆွေဂျာစာပရိသတ်သမီးမိတ်ဆွေများဒီအပတ်တာအတော်အတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာ ကိုကိုကိုအတိုက်ခိုက်မျိုးတွေရှိနေတာမျိုးလားဟာကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့ကိုရဲ့အခက်အခဲကိစ္စတစ်ခုခုကိုတေချာကိုစဉ်းစားတွေးခေါ်နေတော့ကာလာတေချာကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့အဲကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးတွေကြောင့်ကိုကိုကိုပြန်လဲသုံးသပ်နေတော့ဆန္ဒတွေစိတ်တွေဖြစ်ပေါ်နေပါတယ်မိမိရင်ထဲမှာ အအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ခံများများလိုချင်နေတာမျိုးအစဉ်ပြေမှုနဲ့ပတ်သက်ပြီးတော့များစွာလိုချင်နေသောစိတ်မျိုးတွေဖြစ်ပေါ်နေပြီးတော့ဒါပေမဲ့လက်ရှိမှာတော့မရောက်နေတာမျိုးအစဉ်မပြေတာမျိုးမျိုးလေးတွေကြောက်မလို့ဘာကြောင့်လဲဆိုတာမျိုးကိုကိုပြန်လဲသုံးတက်နေတော့အချိန်နေချိန်ကကာလအပိုင်းခြားဖြစ်နေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာ ကျမ်းမာရင်လည်းပတ်သက်လို့အဲ့လောက်ဆူဆူဝါးဝါးပါမှမရှိဘူးဒါပေမဲ့လှုပ်ချင်ကင်ချင်စိတ်တွေပြောင်းနေတာမျိုးအမှတ်ပေါ့ခလေးငယ်တွေလို့ဆိုခမဲလို့နေတာမျိုးဖြစ်နေတယ်ဟာဟိုလှုပ်အခု လုတ်လဲလုတ်ရှင်နေခဏလေးကြာစိတ်ကအာမလုတ်ရှင်ခဏလေးလုတ်ရင်ပြီးတာပဲဆိုပြီးစိတ်မပြောမရှင်ရတာမျိုးစိတ်နဲ့ပတ်သက်ပြီးတော့အတက်အကျအနေအမြင်ဘုံသေးမရှိပဲနဲ့ဖြစ်နေတာမျိုးလေးတွေကြောင်းစိတ်ထောင်းကိုကြီးဘာကြောင့်မှန်းလည်းမသိစိတ်ထဲမှာပျော်မနေဘူးဘာကြောင့်မှန်းလည်းမသိဒီလိုမျိုးတွေဖြစ်နေတတ်သောကာလစိတ်နဲ့ပတ်သက်လာလို့ရှင်လေယူတုံတုံဆိုတဲ့ကာလဖြစ်နေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများစိတ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး meditation များလုပ်ပြီးတာမျိုးသို့မဟုတ်ရင်ခကြီးထွက်တာမျိုးသို့မဟုတ်ကိုယ့်ရဲ့စိတ်ကို relax ဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်လို့ပဲဆရာကပြောခြင်းပါတယ်เนาะ ဒါပြင် အလုတ်ကင်အလုတ်ကင်နဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအလုံငန်းကင်ကအလုတ်နဲ့ပတ်သက်ရင်ငွေကြေးကိစ္စတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအဲအဲ ပညာရေးနဲ့ပတ်သက်ပြီးတော့ပြီးဆုံးအောင်တက်ပါလုပ်ငန်းကိစ္စနဲ့ပတ်သက်အလုပ်ကိစ္စဆက်တူကိစ္စညီကိုမောင်တို့ကမိသားစုကိစ္စလေးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလဖြစ်ပါတယ်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးတက်အခွဲစီအသင်းဘွဲ့နဲ့ပတ်သက်ပြီးတော့ဆက်တူလှုပ်တာမျိုးတွေပေါင်းစုလှုပ်တာမျိုးတွေတွေအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်မိမိရဲ့အတတ်ပညာတိုင်မြောက်မှုကိုအသုံးချပြီးလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးပါတယ်နိုင်ငံခြားခီးသွွားနဲ့ပတ်သက်လာရင်နည်းနည်းလေးငွေကုန်ကြီးကြများရတာမျိုးလေးတွေကြုံရတက်တယ်နိုင်ငံခြားကိစ္စခီးသွွားကိစ္စစလေးတွေမှာတော့ငွေကုန်ကြီးကြများရတက်တယ်ဒါပေမဲ့နှစ်ကြိမ်လောက် လုံမှအောင်မြင်စွမ်းဆောင်နိုင်မဲ့အတွက်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်တာဟာပုံမကောင်းမှုပြီးတော့အားသာနိုင်သောအပတ်တာဖြစ်ပါတယ်အစိုးရဝန်ထမ်းတို့ ရုံးပိုင်းဆိုင်ရာမျိုးလေးတွေဥပဒေဆိုင်ရာကိစ္စလေးတွေမှာရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာပြီးတော့တိုးတက်နိုင်တော့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးလက်လွန်ထားတဲ့ငွေကြေးတွေမှာပြန်လဲတောင်းဆိုပါမှာစကားများရတာမျိုးလေးတွေပြဿနာပဋိပက္ခဖြစ်ရတာမျိုးလေးတွေကြုံရတဲ့အတွက်တော့တတိထားစင်ရင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်အရှိရင်နဲ့ပတ်သက်လာရင်လူငယ်တွေအရှိရင်မှာတော့ မိမိထက်မိမိရှိတော်မြတ်လို့တော့သူ့ကိုလိုက်ပြောပါဒါပေမဲ့မိမိအနေနဲ့ကိုယ့်ထက် confidence များတော့သူ့မျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားစင်ကြမှာအလူများကြတယ်မှာကိုယ်ကချက်တဲ့သူလူများကြတယ်မှာအပြောခံရတာမျိုးလေးတွေတော့တတိထားစင်ကြပြီးကိုလိုအပ်ပါတယ်ခင်ဗျာတော့ဒါအပြင်သမီးအစားကြီးမှဆိုလို့ရှိရင်တော့အတုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာလေးတွေအပြိုင်ဆိုင်လေးပေါ်လာရတတ်တယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲသမီးအစားကြီးမှာငွေကုန်ကြေးချများရတာမျိုးသူမဟုတ်လို့ရှိရင်မိမိရဲ့သမီးအစားပေါ်မှာမိမိရဲ့အချစ်သူအပေါ်မှာ တဏှာစိတ်များရိုးစွတ်ဆွဆွဲမှုများကြောင့်တစ်ဖက်လူပေါ်မှာစိတ်ကျဉ်းကျပ်ပြီးတော့ပြဿနာကတောက်ကဆာလေးတွေကြောင့်တယောက်နဲ့တယောက်တူးနဲ့တူးဘာမှမဟုတ်တဲ့ကိစ္စလေးတွေမှာတဝင်းဝင်နဲ့တောက်လောင်တက်တယ်သတိထားဆင်ခြင်ပေးဖို့လူအကြောင်းနဲ့ဘာမှလက်တွေ့မကြရင်လက်တွေ့မဆန်ရင်မရိုးစွတ်မဆွဆွဲတာအကောင်းဆုံးဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့လုပ်ငန်းအလုပ်အကိုင်နဲ့ပတ်သက်လာတဲ့အခါဒီအပတ်တာတို့တွင်မှာ လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ဖြစ်နိုင်ရင်အသစ်စတင်လှုပ်ဆောင်တာမျိုးလေးအားနည်းပါတယ်လုပ်ငန်းဟောင်းအလုပ်ဟောင်းကိုပဲသို့မဟုတ်လက်ရှိရှိနေတဲ့အလုပ်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပါကြိုးစားကမှတော့ကကြမယ်ကာလအပတ်တာပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းသစ်လှုပ်ဆောင်တာမျိုးလေးအားနည်းပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့ရှင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုပြောင်းတာမျိုးနေရာတိုင်းကိနဲ့ပတ်သက်ပြီးအပြောင်းလဲလှုပ်ဆောင်တာမျိုးလေးတွေအားသာကောင်းမှုတို့တက်နိုင်ပါတယ်ဒါပေမဲ့ကြွေတလဲကြက်တကုံလုပ်တဲ့အလုပ်လေးတွေသတိထားပါအလောင်းကစားအပြော်ပါနဲ့ပတ်သက်လာရင်သတိထားစင်ရမယ်ကာလဖြစ်တယ်လူယုံ မလွယ်ပါနဲ့အဲလူယုံတော်တော်လေးတတ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ပြီးတဲ့အခါ အဲမိမိတို့အနေနဲ့ဟိုကံကို လောင်ကြည့်ထားရတဲ့အလုပ်တွေပေါ့နော်အတက်နိုင်ဆုံး view site ပါအဲဆွန်လို့ဆူလို့ရပါဗျာနော်ဟိုဟိုမစွန်စားမပါနဲ့ဥပမာပေါ့အမင်းကိုတက်လို့ရတဲ့လို့ဆိုငါကူးနေကြပါဆိုပြီးတော့ဟိုဘက်ကဥမာပေါ့အဲဥမာတိုက်တည်ပါလေနှစ်ထပ်ကူးမယ်ဟိုဘက်ဒီဘက်လမ်းကူးတာဆိုဂျိုးလေးကိုတေချာရှီပြီးကူးပါဟောငါနှစ်ဘူကလည်းကူးနေကြပါဆိုမှရှေလျှော်လက်လျှော်တာမျိုးလေးတွေဒီလိုမျိုးပေါ့ဆရာဥပမာပေးတာနော်သတိထားစင်ကြင်ရန်တော့လိုအပ်တော့ကာလာဖြစ်တယ်အတင်းစားမှားယွမခံတင့်တော့အရာမျိုးကိုဟောတိတိချာချာတိတိချာမင်းမင်းများလောက်တာပိုကောင်းနေဆို တဲ့ကာလာဖြစ်ပါတယ်ခင်ဗျာเนาะဒါအပြင်မိတ်ဆွေတို့အနေနဲ့အဒီကာလာအတွင်းမှာဆိုလို့ရှိရင်ဖြက်လန်းနီးနဲ့လိုက်တာမျိုးလေးတွေမအောင်မြင်နိုင်ပါဘူးခက်ခဲနိုင်ပါတယ်တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ရေရှားမြေရှားနဲ့ပတ်သက်လာလို့ရှိရင်ရေရှားမြေရှားနဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေမှာတော့ရှေ့တို့ဆောင်ရလုဆောင်လို့ကောင်းတယ်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့လုပ်ပါဘာကူဖြစ်ဖြစ်မိမိအမိခံလုတာမျိုးလေးတွေအားနည်းစီပါတယ်အမိတက်ချင်းထင်ပေါ်ချင်း အဲဆွနာလိုပေါ့အများနဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာကိုယ့်ရဲ့စံအာဟာရကြနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တရော်ကမွန်လေးနဲ့ခေါင်းချော်တာမျိုးဖြစ်စီစိတ်ပြေလက်ပြောက်အောင်ခိတ္တခဏနားယူပြီးတော့မှလှုပ်ဆောင်တာပို့မှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာ ဝေးနေတာပဲဝေးနေတာပဲသူကောင်းမယ်ဆိုတဲ့အတိုင်းပဲเนาะဝေးกว่าနေတော့သူများကိုကတော့ဘာမှစိုးရိမ်စရာမရှိပါဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တယ်ဝေးกว่าနေသူတွေတရင်ကောင်းကြရတာမျိုးမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့အထောက်ပံ့အကူအညီကောင်းတွေရရှိတတ်တယ်ဒါပေမဲ့အတူရှိနေတဲ့မိတ်ဆွေများအပေါ်ကတော့တဦးနဲ့တူတယောက်နဲ့တယောက်ရမ်းမှနားလဲမှု များပြီးတော့စကားပဋိပက္ခလေးကြီးအကြောင်းစိတ်ဆိုးစိတ်ကောက်တာမျိုးအိမ်မွားအဆင်းသွားတာမျိုးတို့မဟုတ်လို့ရှိရင်လည်းမိမိရဲ့အိမ်တော်ဘက်ကယာရုတက်လို့မိမိကိုယ်တိုင်ယာရုတက်လို့ခဏခွဲရတာမျိုးလေးညုံအပ်တတ်တယ်တကယ်လို့မှမိတ်ဆွေတို့နဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်ကလည်းမပြေဘူးညအိမ်ညာနေဝင်လာဖို့အတွက်တို့မဟုတ်ရင်မိမိအိမ်အတွင်းကိုညအိမ်ညာနေလာမဲ့သူရှိလို့ရှိရင်တော့မိမိအနေနဲ့မိမိအိမ်အတွင်းမှာရှိတဲ့မိသားစုဝင်တဦးတယောက်ကိုညအိမ်ထွက်အိမ်ပေးပါခင်ဗျာနော်ပြီးတဲ့အခါဒီလိုမျိုးကထွက်မအိမ်သေးဘူးဒီလိုမျိုးလည်းညအိမ်ညာနေဝင်ထားတဲ့အိမ်တော်ကြီးကလည်းအဆင်မပြေသေးဘူးမိမိအိမ်မှာ ဲမှာခွေးတွေအိမ်မက်တွေလူသေးတာတွေတွားကျိုးတာတွေမှတ်တယ်ဆိုရင်တော့ညအိမ်ညံနေတယောက်လောက်တော့ရှင်နှောင်းအရှင်ထွက်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီအပတ်တာတော့ဒီမှာမိတ်ဆွေကြာသာပိသသမီးများအနေနဲ့ကြာပြောတဲ့အတိုင်းတရားမပြတ်မကွက်လုပ်ပေးပါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးရှူကြတာမျိုးရုတ်တရက်ညံ့လာတာမျိုးဆိုရင်သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ိုမိမိရဲ့လုပ်ငန်းအတွင်းမှာအလုပ်အတွင်းမှာမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေကြောင့်ပြူစားတိုက်ခိုက်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ထို့အပြင်ဆရာထပ်ပြောပါမယ်ကြာစာပရိသတ်သမီးအများစုဒီတပတ်တာအတော်တွေမှာကံအနေငယ်လေးညံ့နေအတွက်ကြောင့်မလို့သတိထားဆင်ခြင်ပေးရန်အတွက်လိုအကြောင်းထပ်မံပြီးတော့ပြောကြားလိုက်ပါစေမိမိအိမ်တွင်မှာဖနက်ဆုပ်တွေအိုးဆုပ်တွေတောင်းဆုပ်တွေပလုံးဆုပ်တွေရှိရင်စွန့်ပေးပါဖျားဆင်းသူတို့အပဲ့တွေအပြက်တွေရှိရင်စွန့်ပေးပါ ပြီးတော့ဖြစ်နိုင်တဲ့နှုတ်ကနေအာနမိတ်ဆောင်တဲ့တေးတယ်ပြတ်တယ်ကြည်တယ်ဆိုတာမျိုးလေးတွေကိုမပြောပါနဲ့ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွေမှာဆိုဆက်ပစ္စည်းယင်နဲ့ပတ်သက်လာတဲ့အခါမှာဆက်ပစ္စည်းယင်နဲ့ပတ်သက်ပြီးတော့အဟောင်းနေအပြတ်တွေရှိလို့ရှိရင်လည်းဆွနာလိုပေါ့မိတ်ဆွေတို့အနေနဲ့ဟိုဆွနာအဲချင်းထုတ်တာမျိုးအတုံးမလို့တာတွေချင်းထုတ်တာမျိုးလုပ်ပေးပါဖြစ်နိုင်မွေးနေမှာဖဏတ်မဝယ်ပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဒီလက်တာတော့ဒီအပတ်တာတော့ဒီမှာဆက်ဆရာရေးကြည့်တဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအောင်မြင်တိုးတက်မှုတွေရရှိစေရန်အတွက်ဆိုရင်မိမိအိမ်မှာမျက်စွာဖျားမှာဖျောင်းနိုင်တတိုင်းဆိုတော့တိုးမဟုတ်ဖျောင်းနိုင်တတိုင်းတိုးမဟုတ်ရင်အဲမီးအိမ်တွေဆက်နလို့ပေါ့မီးနဲ့ပတ်သက်တာဆိုတော့ဆရာတို့ဟို ဟိုမီးအိမ်လေးတစ်ခုခုအလင်းအိမ်လေးတစ်ခုခုကိုထွင်းညီသွားတာမျိုးဖျားမီးလေးထွင်းပြီးတော့မိမိရဲ့လိုရာကိစ္စကိုတွားရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်။ဘာသာတရားများများပို့လုပ်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာဆိုရင်အနီရောင်အနက်ရောင်လေးတွေကိုတတိထားဆင်ကျင်ပေးပါ။0ကဏ္ဍ100ပြည့်ရာပြည့်100ပြည့်ထောင်ပြည့်ကဏ္ဍလေးတွေကိုတတိထားပြီးတော့လုပ်ပါဥပမာပေါ့20ရက်နေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုမလုပ်ဘူး ထပ်လောင်းပြောကြားလိုက်ပါရစေမိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါကျရင်စက်မိတ်ဆွေကြသာပိသားများ16ရက်နေ့တွေမှာလှုပ်ဆောင်တာပုံမူအားသာပြီးတော့ကောင်းမွန်နိုင်သောအပတ်တကာလဖြစ်ပါလေခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ဇေယံတွက်ပြုလုပ်ရမယ့်ရည်ရည်အနေနဲ့ဆိုရင်တော့မနမိုးလင်းတဲ့အခါမှာနော်မနမိုးလင်းတဲ့အခါမှာဆရာတို့ဟိုရတိဥက္ကဋ္ဌနေရဲ့ဒနာသိသိလို့ခေါ်သောငွေဝင်ကားတော်မနမိုးလင်းတာနဲ့28ခေါက်ရွတ် ညအိတ်တာနဲ့28ခေါက်ရွတ်ပါငွေကြေးအခက်ခဲတွေအလုံးပြေပြောက်သွားမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောလိုပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တကဏ္ဍနှစ်ကဏ္ဍရှိကဏ္ဍဖြစ်ပါတယ်ခင်ဗျအဆက်ဆက်ရဲ့အရာအစင်ပြအောင်မင်းတိုးတက်စီတော့အရာအနေနဲ့ဆိုရင်အဝါရောင် အပြာရောင်မိတ်ဆွေတို့အပန်းရောင်တွေအမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာဇေချောင်းနဲ့ဇာစာပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရအဆင်ပြေလို့ဘေးပြရာတွေဝေးကွာကြပါစေကြောင်းဆရာကပြောလိုပါတယ်။ဆရာငယ်ပါခင်ဗျာအဘေဒင်မင်းကြီးမြန်းကျင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ရှောင်း WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်သွယ်နိုင်ပါတယ်။ဆရာ TikTok Messenger အနေဧည့်သည်လက်မခံကြောင်းနဲ့အတူအပသတိထားကြောင်းနဲ့အခုလိုရုပ်ရှော်ရှော်လေးရတာဆရာဖြစ်ကြောင်းပြောရင်းနဲ့ကဲဆရာတို့နောက်ပတ်မှာပြန်ဆုံပါမယ်။ဂျာစာပရိသတ်မိတွေအားလုံးအောင်မြင်မှုတွေရရှိလို့ လူတိုင်းကြံတိုင်းကောင်းကျိုးလိုရာဆန္ဒပြကြပါစေလို့ဆရာကဆုတောင်းပပနာပြုတာလိုက်ပါတယ်ခင်ဗျာ